အဲ့ဒါဆိုရင် creative အ ਨੇ ဆုံးရှိတာကဘာကိုဆိုလိုတာလဲဆိုတာပါအရင်ဆုံး creative ဆိုတာဘာလဲဆိုတာကိုနားလည်ဖို့လိုပါတယ် creative ဆိုတာကကြွတားထဲမှာထုတ်လုပ်ပြီးနောက်တွေးတဲ့ကိုခန့်ဝေသွားတဲ့တစ္စည်းတစ်ခုပါဒါကြောင့် think creative အဆင့်ကတင်းကြွတား၄ချိန်ငယ်တိုက်ရိုက်အမြတူတက်လာပါတယ်ဒါကြောင့် creative နေနေလျင်ဥပမာယောက်ျားလေးတယောက်ကိုခန္ဓာလဲလက်အရွယ်ရှိပြီးကိုယ်၄ချိန်လဲ60ကီလိုလောက်ရှိတယ်လို့ထင်ပါစို့တင်းအတွက်ခံမှန်းထားတဲ့ creative အဆင့်ကသူများတသမာရှစ်မှတသူမဟုတ်တသမာတစ်ခန့်နည်းနည်းလောက်ရှိတင်ပါတယ် ဒါထက်နေနေလျင်သူမဟုတ်သစ်ဆန်တတ်မှုမှာအနေဆုံးတတ်မှုထက်နေနေလျင်ဒါကတင်းကျွတ်သားလေးချိန်နေနေလို့ပါပဲဒါကသစ်အစားအစာထဲမှာပရိုတိန်းနေနေလို့ပါပဲတင်းကျွတ်သားတွေချစ်သွားနေတာပါဒါကကောင်းတဲ့အရာမဟုတ်ပါဘူးရှီလျားစွာဒီလိုအခြေအနေတွေဆက်ဖြစ်နေရင်ကျွတ်သားလေးချိန်ရှော့နေတာခရီးတင်လည်းနေနေတာကြောင့်ကိုယ်ထဲမှာရောင်ရမ်းခြင်းတချို့ဖြစ်နိုင်ပါတယ်ဒါကသစ်မှာအာဟာရချို့တဲမှုရှိနေပြီးယောဂပိုးတွေကိုပိုလွယ်လွယ်နဲ့ကူးစက်ခံနိုင်နေဆိုတာကိုဆိုလိုပါတယ် ဒါကြောင့်ခရီးထိုင်နေနေရင်ကြွက်သားလေးချိန်နဲ့နေနေရတာပါ။ဒါကအစ်အစားစာထဲမှာလိုအပ်တဲ့ပရိုတိန်းမစားနေတာကိုဆိုလိုပါတယ်။ဒါကြောင့်ခရီးထိုင်နေနေရင်တင့်ကြွက်သားလေးချိန်ဘလောက်ရှိလဲ။အစားစာမှာဘာတွေမှနေလဲဆိုတာစစ်ဆေးပြီးပြီးမှအစားအစာစနစ်ကိုပြောင်းလဲဖို့လိုအပ်ပါတယ်။